Boss ကပါလဲဆိုစစ်တိုက်တဲ့မင်းတရေတွေနော်စစ်သူကြီးတွေစစ်တိုက်ဖို့အတွက်စောင်းထားတဲ့နော်တရဖို့ဖြစ်တယ်အဲ့တော့သူကင်ထားတာကလည်းပဲလေးကိုကင်ထားတယ်လို့ပြောတယ်ဒီလေးကပါလဲဆိုတော့ခရစ်တော်ရောင်ဆောင်ပြီးတော့မှလေးကင်ထားဒါပေမဲ့ခရစ်တော်ကလေးမကင်ခရစ်တော်ကပါဒါကင်ထားတာဗျာဒိကျမ်း16ထဲမှာလာတဲ့မင်းဖြူစီးပြီးတရဖူစောင်းပြီးတော့လာတဲ့ခရစ်တော်ကအဲ့ဒီဗျာဒိ16ထဲမှာစောင်းထားတဲ့တရဖူကျတော့စတက်ဖနော့စ်ဖြစ်ပါတယ် or didymus ဘောခရစ်တော်ဆောင်တဲ့တရဖူကြတော့ royalty တော့တစ္ဆာအဖြစ်ဖြောင်းမတ်တည်ကြည်တဲ့တရဖူဆောင်တာဗျာဒိတ်ချန်ခန်းကြီး6ထဲမှာပထမနမိတ်ကဘာလဲဆိုတော့တိုးတငယ်ဒီဒစိတ်ခုနှစ်ချက်တွင်တစ်ချက်ကိုဖွင့်တော့ကငါကြည့်လဲမိုးချိုးတံမီတကယ်လို့တတဝါလေးပါးတွင်တပါးကလာ၍ကြည့်လို့ဟုဆိုဒီငါကြိုက်အပိုက်ငယ်နှစ်ထဲမှာထိုခါငါကြည့်လျင်နဲ့ဘာလာလဲဆိုတော့ပထမဆုံးလာတဲ့မင်းကမင်းဖြူတကောင်လာ အဲ့ဒီမင်းဖြူကိုစီးထားတဲ့သူကလည်းပဲဘာလုပ်ထားလဲဆိုတော့လေးကိုကင်ထားတယ်တရဖူကိုစောင်းထားတယ်နော်သူရထူးခြားတဲ့အချက်ကအဲ့တော့ကျန်းစာမှာမင်းဖြူကိုစီးပြီးတော့တရဖူစောင်းတယ်ဆိုရင်ဘုသူ့ကိုတွားပြီးမြင်အောင်လဲဆိုတော့မေရှိရဖြစ်တဲ့ယေရှုခရစ်တော်ကိုတွားပြီးမြင်အောင်ဟာခရစ်တော်ကမင်းဖြူစီးပြီးတော့တရဖူစောင်းပြီးလာတယ်ပေါ့ဒါမဲ့ဒီဗျာဒိတ် ကြံခန်းကြီး6ထဲမှာပေါ်ပြထားတဲ့မင်းဖြူစီးတော်သူကတော့เนาะယေရှုခရစ်တော်မဟုတ်ပါဘူး။ဒါကထင်အောင်ထင်မှားဖြစ်အောင်ပေါ်ပြတာသူကကပ်ဘေးကြီးနဲ့လိုက်လာမယ်လို့ဖြစ်တယ်။တော့ဒါမဲ့သူကဘာလဲဆိုတော့ခရစ်တော်အယောင်ကိုဆောင်ထားပြီးတော့မှလာတဲ့အတွက်သူ့ကိုအန်တီခရစ်လို့ခေါ်ပါတယ်။ဒါအန်တီခရစ်ပုံစံပေါ်ထားတာပေါ့နော်။ခရစ်တော်ကဲလို့ယောင်ဆောင်ပြီးလာတာပေါ့။ဆိုတော့ဒီကပ်ဘေးကဘာနဲ့လိုက်လာခိုင်းလဲဆိုတော့ဘုရားသခင်က လောကမှာဘေးဒဏ်ကြီးမတိုင်ခင်မှာတဲ့ဘာဖြစ်မလဲဆိုတော့နော်ဘာရာရေးတွေမှာဒါမှမဟုတ်ကြောင့်ယုံကြည်ခြင်းတွေမှာယုံကြည်ခြင်းပြပြမှုတွေယုံကြည်ခြင်းလမ်းလွဲမှုတွေနော်အမားယုံနေအဲ့ဒီလိုကာလအရင်ရောက်လာမယ်ဆိုတာကိုနမိတ်လက္ခဏာဖြစ်ပေါ်ပြအဲ့ဒါကဘဒုအားဖြင့်လဲဆိုဒီမှာကြည့်မင်းဖြူစီးထားတဲ့သူ तू ကစာတန်ပဲ तू ကနော် तू ကပြောမယ်ဆိုရင် anti crypt ပဲဒါပေမဲ့ ခရစ်တော်ကဲလို့ရောင်ဆောင်ထားတယ်။တရဖူဆောင်းထားတယ်။ဒါပေမဲ့ဒီတရဖူကဂရိစကားအဖြစ်ကြည့်မယ်ဆိုရင် तू ကဘာလဲဆိုတော့တရဖူမှာဂရိစကားအဖြစ်2မျိုးရှိပါတယ်။ Stephanos နဲ့အာ Didymus လို့ခေါ်တယ်။အဲ့တော့ဒီကျမ်းစာထဲမှာဆောင်းထားတဲ့တရဖူက Stephanos လို့ခေါ်တယ်။အဲ့ဒီ Stephanos ကဘာလဲဆိုတော့စစ်တိုက်တဲ့မင်းတရေတွေနော်စစ်သူကြီးတွေစစ်တိုက်ဖို့အတွက်ဆောင်းထားတဲ့နော်တရဖူဖြစ်တယ်။အဲ့တော့သူကင်ထားတာကလည်းပဲလေးကိုကင်ထားတယ်လို့ပြောတယ် ်ဒီလေးကဘာလဲဆိုတော့ခရစ်တော်ရောင်ဆောင်ပြီးတော့မှလေးကင်တာဒါပေမဲ့ခရစ်တော်ကလေးမကင်ခရစ်တော်ကဘာဒါကကင်ထားတာဗျာဒိတ်ချမ်း16ထဲမှာလာတဲ့မင်းဖြူစီးပြီးတရဖူဆောင်းပြီးတော့လာတဲ့ခရစ်တော်ကအဲ့ဒီဗျာဒိတ်16ထဲမှာဆောင်းထားတဲ့တရဖူကျတော့ Stephanos ဖြစ်ပါတယ်။ Or Didymus ဘော ခရစ်တော်ဆောင်းတဲ့တရဖူကျတော့ Royalty နော်တစ္ဆာအပြင် ဖြောင်းမတည်ကြည်တဲ့တရဖူဆောင်းထားတာ။ခြေစမ်းတရဖူကကွာတော့နော် Widoria ဘယ်မှာ Queen Elizabeth ပေါ့ Queen Elizabeth ကဒါနတ်ရဆန်သွားနတ်ရဆန်ပြီးတော့မှ96နှစ်မှာသူဒါနတ်ရဆန်တယ်အနှစ်80အင်္ဂလန်ကိုအုပ်စုခဲ့တယ်ဆိုတော့အင်္ဂလန်ရဲ့ဒါဗြိတိရှသမိုင်းတစ်ခုလုံးမှာဘယင် အားလုံးဘယင်ဆက်တွေကိုကြည့်မယ်ဆိုရင်ဒီဘယင်မကတက်တန်းအရှည်ဆုံးဖြစ်တယ်တကယ်ဆိုရင်သူကဘယင်ဖြစ်လာဖို့တော့မှလမ်းကြောင်းမရှိတဲ့သူဖြစ်တယ်ဘာလို့လဲဆိုတော့သူ့အဖေက ဒုတိယညီเนาะအမွေခံအိမ်ရှိမင်းသားနှစ်ယောက်ထဲမှာအငဲကောင်အကြီးကောင်ကအိမ်သားဘာဘာဘယင်ဖြစ်ရမယ်လို့ဒါပေမဲ့အဲ့ဒီအကြီးလူကအမေရိကန်ကเนาะဒီအာသူတို့အင်္ဂလန်ကเนาะဒါသူတို့ရဲ့စီးမင်းနဲ့မကိုက်တဲ့အမျိုးသမီးတယောက်နဲ့သူတို့အိမ်အောင်ပြုတ်လိုက်တဲ့အတွက်သူ့ကိုနန်းချလိုက်နန်းချမှာသူ့အဖေကဒီ Queen Elizabeth ရဲ့အဖေကဘယင်လမ်းကြောင်းထဲရနဲ့ဒုတိယနေရာရရမယ်ဒါပေမဲ့သူကဘယင်ဖြစ်လာ ဖြစ်လာပြီးတော့မှ Queen Elizabeth လည်းပဲပြောမယ်ဆိုရင်သူ့ဖေအများကြီးဒါအသက်ငယ်ရွယ်သေးတယ်။သူအသက်ကြီးလာမှဖြစ်ရမှာဒါပေမဲ့သူ့ဖေကရုတ်တရက်ကင်ဆာနဲ့တည်သွားတဲ့အတွက်သူကတခါတည်းဘယင်မှဖြစ်လာတာအသက်ငယ်ငယ်လေးနဲ့ဖြစ်လာတာ။အဲ့တော့ဘသူမှမထင်တော့သူကိုယ်တိုင်လည်းဘယင်ရမယ်လို့မထင်တော့ဒါပေမဲ့ဘယင်မှဖြစ်လာပြီးတော့အင်္ဂလန်တမိုင်းမှာတော့တတန်းအကြဆုံးဘယင်မှဖြစ်လာ။အခုဆုံးမသွားပြီဆိုတော့ဒါပြောမယ်ဆိုရင် အင်္ဂလန်တမိုင်းတစ်ခုမှာဒါ chapter တစ်ခုပိတ်သွားတော့ဆိုဘာလို့ဒီဘယံမကအမေရိကန်တမရ14ရောက်တွေးခဲ့တယ်အမေရိကန်တမရတွေဟိုနုနေတယ်နော်ရော်နယ်ရေဂန်တို့လက်ထက်ကလေးရတဲ့ဒီတမဒီဘယံမရှိပြီးသားဒုတိယကမ္ဘာစစ်တုန်းကအင်္ဂလန်ရဲ့ premier အာဘာလဲ premier နဲ့ prime minister premier လေးဆိုဘောလုံးကိုတွားပြီးဆွဲနေ prime minister ဘယ်ခေတ်ကလေးကနဲ့ဒီဘယ်မှာတက်လာပြီလဲဆိုတော့ Winston Churchill Winston Churchill ဒုတိယကမ္ဘာစစ်ကိုတိုက်ခဲ့တဲ့ဒီနော်အင်္ဂလန်ရဲ့ကြီးချုပ်နဲ့သူဟာဆဆပြီးတော့တွေ့ခဲ့တာအဲ့တော့တက်တန်းကြာသွားပြီဆိုတော့ဒါ chapter ရာစုနှစ်တစ်ခုပိတ်သွားပြီပေါ့ဆိုတော့ရာစုနှစ်တစ်ခုတစ်ခုတိုင်းမှာကထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်လာတယ်။ပြောမယ်ဆိုရင်အရင်တုန်းကဒါရာစုနှစ်တစ်ခုပိတ်သွားတဲ့အခါအင်္ဂလန်ကကမ္ဘာပေါ်မှာနေမွင် empire ကနေကျသွားပြီးတော့အမေရိကန်က ကမ္ဘာ empire ဖြစ်လာတယ်။အဲဒီလိုပေါ့ထူးခြားတဲ့ဖြစ်စဉ်တွေကမ္ဘာမှာဖြစ်တယ်။ဆိုတော့ဒီဘယင်မပိုင်တဲ့တရဖူတွေကအများကြီးပဲ။ဘာလို့ Queen Victoria တော့သူတို့ရဲ့ဘယင်အဆက်ဆက်အင်္ဂလန်ကိုစတင်တည်ထောင်တဲ့နေရာစပြီးသူတို့ပိုင်တဲ့ဘယင်ဒီနော်ဘယင်တရဖူဆိုတာအများကြီးအဲ့တော်ကိုဘယင်ဆက်ခံမဲ့ဘယင်မဆက်ခံမဲ့သူတွေအားလုံးကအဲ့ဒီတရဖူအားလုံးကိုရတာဟုတ် တော့နဲတော်မဟုတ်စောင်းစရာတွေဟာအမှရွှေတွေစိန်တွေယန္တနာတွေအကုန်လုံးစောင်းတာစောင်းရမယ်ဆိုရင်တော့ဒါတို့ခေါင်းကျိုးနိုင်မယ်အဲဒါကြောင့်တရဖူတိုင်းကလည်းဟိုဂုံတိတ်ခါတကယ့်ကိုနော်အာနာရှိတယ်ဆိုပေမဲ့အသက်ကြီးလာတဲ့ဘယင်မတွေအတွက်ကတော့ရွှေဆိုတာကတိတ်အတမိုးမရှိတော့ဘူးသူစားရတာလေးတာပဲရှိလွတ်လပ်မှုမရှိတော့ဘူး ။အဲဒါကြောင့်ဘာပြောလဲဆိုတော့တေချင်းတရားရောက်လာတဲ့အခါမှာတဲ့ကို့မှာပိုင်ဆိုင်တဲ့အရာတွေအားလုံးကကို့အတွက်ဝန်ထုတ်ကြည့်ဖြစ်လာတယ်။တေချင်းကိုရင်ဆိုင်လာရတဲ့တနေ့မှာကျွန်တော်တို့ရှာဖွေထားတဲ့အရာကျွန်တော်စူးစမ်းပြီးတော့စုဆောင်းထားတဲ့အရာအားလုံးကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အတွက်ပြန်ပြီးတော့တန်ရုံးစဉ်ဖြတ်เสียနော်ဝန်ထုတ်ကြည့်တခုဖြစ်လာတယ် အဲ့တော်ကိုတွားပြီးတန်ရုံစင်မဖြတ်နိုင်ဘူးအဲ့တော်ကိုတွားပြီးမဆွန့်လွတ်နိုင်ဘူးဆိုတော့ဟိုမှာသာရနော်ကောင်းကင်ရွှေပြည်ကိုတွားဖို့တော်မှစိတ်မအေးမချမ်းနဲ့တွားနေရရင်ဒါဒုက္ခပဲနော်ဘယင်မကသူ့ဘဝတလျှောက်လုံးမှာ ပြောမယ်ဆိုရင်နော်တရဖူဆောင်ခဲ့တဲ့လူဖြစ်တယ်ဒါပေမဲ့ကြပြလေးတပုတ်တွေးလိုက်တယ်ဒီနေ့မနေ့ဘသူရေးထားလဲတော့မသိတော်တော်အတိတ်ပဲရှိတဲ့ကြပြပဲဘယင်မကိုယ်တိုင်ရေးတယ်လို့သူကကောင်းကင်ကနေရေးထားတယ်လို့ပေါ်ပြတာ ငါရဲ့နန်းတော်အိမ်ကနဲ့ငါထွက်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာငါခန္ဓာကိုယူတွေ့တယ်။အဲဒီအခါမှာငါသားသမီးတွေရောနိုင်ငံတစ်ခုလုံးကငုံချွေးပြီးတော့မှငါရဲ့အလောင်းကိုကြည်နေတယ်။ငါ့ကိုတော့ကောင်းကင်တမန်တွေလာကြိုတဲ့အတွက်ငါထွက်သွားရတော့မယ်တဲ့။အဲဒီကောင်းကင်တမန်လာကြိုပြီးတော့ငါ့ကိုစီးကြိုပြီးသွားတဲ့အခါကောင်းကင်တကဝမှာငါဘယ်လိုတွေ့လဲဆိုတော့နော်အာ Charles သူရဲ့နော်ဆုံးပါသွားတဲ့သူရဲ့ယောက်ျားပေါ့ ူ तू ကကြိုပြီးတော့စောင့်နေတယ်တဲ့သူတို့ကောင်းကင်ကိုဝင်ဖို့ပြင်ဆင်တဲ့အခါကျတော့လူတိုင်းကတရဖူစောင်းထားတယ်တဲ့လောကမှာတော့နော်သူ့နိုင်ငံမှာ तू တယောက်တည်းစောင်းခွင့်ရတာကိုဒါပေမဲ့ကောင်းကင်ရွှေပြည်မှာကလူတိုင်းကတရဖူတစ်မျိုးစီစောင်းထားကြတယ်အဲ့ဒီဟာကိုတွေ့တဲ့အခါမှာဩဒီဟာကတကယ်ဖြစ်တင်ပါတယ်ဆိုပြီး तू ခံယူလိုက်တယ်ဘာ तू ကလောကမှာက တစ်ချိန်လုံးသရပူစောင်းခဲ့တာကိုကောင်းကင်ရောက်တဲ့အခါကျတော့သူတယောက်တည်းစောင်းရမယ်လို့ထင်ထင်ကောင်းထင်နေမှာဒါပေမဲ့လူတိုင်းကစောင်းနေတယ်ယုံကြည်တိုင်းကသရပူစောင်းပြီးတော့မှဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီလိုစဉ်းစားမိတယ်သူ့မှာရှိတဲ့သရပူတွေအားလုံးကိုတူထားခဲ့ရပြီဗျာဒိတ်ချန်ခန်းကြီး16ထဲမှာနောက်တစ်ခုဘာပြောလဲဆိုတော့အသက်ကြီးသူ24ပါးကခရစ်တော်ရဲ့ပလန်ဖြူရှိမှပလန်တော်ရှိမှလာပြီးတော့မှတိုးတငယ်ရှိမှတော့မှသူတို့စောင်းထားတဲ့သရပူကငါတို့နဲ့မထိုက်တန်ပါဘူးဆိုပြီးသရပူကို cast down လုပ်လိုက်တယ် ခရစ်တော်ရဲ့ခြေရင်းမှာလာပြီးတော့ချထားလိုက်တယ်ကြည်စမ်းဒါပါလဲဆိုတော့ယေရှုခရစ်တော်သားလျက်လောကမှာရှိတဲ့နော်မင်းနေဘယင်နေဘယင်မင်းမြတ်တွေအားလုံးထက်နော်ထာဝရရှင်ဘယင်ဖြစ်တယ်ဆိုတာကိုပေါ်ပြတာဖြစ်တယ်သူတပါးတိတာလျက်တရဖူအားလုံးကိုစောင်းထိုက်တော်သူဖြစ်တယ်ခံယူထိုက်တော်သူဖြစ်တယ် လောကမှာတော့ကျွန်တော်တော့ဘယင်နေရှိတယ်ဒါပေမဲ့သူတို့လည်းကောင်းကင်ရောက်သွားရင်သူတို့ရဲ့တရဘူကိုခရစ်တော်ရဲ့ခြေရဲမှာတွားပြီးတော့ချထားမှာဖြစ်တယ်အခုဘယင်မရဲ့တရဘူမှာရှိတဲ့စိန်လုံးကြီးကိုတော့လုနေပြီနော်ဒီဘာလဲကိုဟီနိုကိုဟီနိုဆိုတဲ့အိန္ဒိယနာမည်ပေးထားတဲ့စိန်လုံးကြီးပေါ့ကလတ်ချင်း100ကျော်ရှိတယ်အဲ့ဒီစိန်ကလုံးဝအပြည့်နာစာမရှိဘူးတန်း400တန်း ဒေါ်လာတန်းလေးရတာအဲ့ဒီသလုံးနဲ့အဲ့ဒီစိန်ကဒါအိန္ဒိယတမိုင်းအဆက်ဆက်မှာသူတို့ဘယင်တွေပိုင်ဆိုင်ခဲ့တဲ့စိန်သုံးကြီးဖြစ်တယ်ဒါပေမဲ့เนาะအင်္ဂလိပ်အင်္ဂလိပ်အစိုးရကဒါကိုလိုနီပြုတ်ပြီးတော့တင်ပိုက်တဲ့အခါမှာသူတို့ကလည်းအဲ့ဒီစိန်သုံးရသွားတယ်အဲ့တော့အခုကတော့ဘယင်မကြီးမရှိတော့ဘူးဆိုတော့ဒီစိန်ကိုအိန္ဒိယအစိုးရပြန်တောင်းနေတယ်အဲ့ဒါငါတို့စိန်နဲ့နင်တို့ယူသွားတာပြန်ပေးပါဦးသူတို့ကလည်းတမိုင်းနဲ့ချင်းချောက်တာဗျာ တို့ပြောတာကဒီစိန်ကချိန်စာတိုက်ထားတာလေဘယင်မင်းမြတ်တွေဆောင်းတဲ့အဲ့ဒီဘယင်ကအသက်မရှိဘူးတည်တယ်ဒါပေမဲ့ဘယင်မဆောင်းတယ်ဆိုရင်တော့အသက်ရှိတယ်တဲ့အခုကဘယင်မဆုံးပါတော့ပြီဆိုတော့နောက်တက်လာမဲ့လူက Charles Minter ကဘယင်ဆိုတော့အဲ့ဒီဘယင်ဆောင်းမယ်ဆိုရင်အသက်မရှိဘူးပေါ့ဒါချိန်စာတိုက်ထားတဲ့စိန်ဖြစ်တယ်ဒါကြောင့်မြန်ပေးပါဆိုပြီးလားတို့ကတမိုင်းချောင်းနဲ့ချိန်စာနဲ့လာတာအဲ့ဒါပြန်မပေးဘူးဆိုရင်တော့အနေနဲ့ဘယင်အသက်မရှိဘူးဆိုတဲ့သဘောပေါ့အဲ့တော့ကိုဟင်းတော့နော် အဲ့ဒီစိန်ကိုပြန်ပေးပါလို့သူတောင်းနေတယ်။ဒါအိန္ဒိယကလည်းတောင်းလာတဲ့အခါကျတော့ကျွန်တော်မြန်မာပြည်ကလည်းအငြိမ်မနေတော့ဘူး။ဗဒမားကမဟုတ်ဘူးလဲပြန်ပေးပါတဲ့။ဟုတ်လားတော့မသိဘူးနော်။သူများစိန်နဲ့သမိုင်းထောက်ထားနေနဲ့လာတော့မှဗရမင်းအမောက်ကဟိုတကယ်ဟုတ်လားမဟုတ်လားတော့မသိဘူး။ဒါတမိုင်းမှာတော့ရှိပါတယ်ဒါ။ပြောချင်တာကနော်ဒီတံပိုးရှိတဲ့တရဖူပေါ့။ဘယင်မတော့အများကြီးပိုင်တယ်။ဒါပေမဲ့ဒီပြာဒိတ်ချမ်းခန်းကြီး၆ထဲမှာ ်စောင်းထားတဲ့မင်းဖြူစီးထားတဲ့တရဖူကတရဖူတစ်ခုတည်းဖြစ်တယ်အဲ့ဒီတရဖူရဲ့နာမည်ကလည်းပဲရှင်ဘင်အာဘာလဲစစ်တိုက်ဖို့အတွက်စစ်သူကြီးမူမတ်တီစောင်းတဲ့စတက်ဖနော့ဆိုတဲ့တရဖူဖြစ်တယ်ခရစ်တော်ဗျာဒိတ်ချန်ခန်းကြီး16ထဲမှာစောင်းတဲ့တရဖူကျတော့ဒိုင်နမတ်စ်ခေါ်တဲ့နော် royalty တစ္ဆာနဲ့ပြည့်စုံတော့တရဖူဖြစ်တယ်အဲ့ဒီတရဖူကတလုံးနဲ့မဟုတ်သူကတရဖူကအများကြီးနဲ့ပေါ်ပြအများကြီးစောင်းထားတာခရစ်တော် ဒါကြောင့်မို့အန်တီခရစ်နဲ့ခရစ်တော်စောင်းထားတဲ့တရဘူချင်းကတော့မတူဘူးအခုဒီတရဘူကိုမင်းဖြူစီးထားတဲ့သူကိုဩစတြေးလျမှာရှိတဲ့ဆရာနော်ချိုကလွန်တီဆိုတဲ့ပါစတာတယောက်ကတော့ဒီလိုပါတာပြန်သူကဒီမင်းဖြူစီးထားတဲ့လူကတော့ဒါဘာလဲဆိုတော့သူတရဘူစောင်းထားတာကလက်တင်စကားမှာတရဘူဆိုတာကိုရိုနာဖြစ်တယ်ပထမဆုံးရောက်လာတာဘာဖြစ်ရောက်လာကိုရိုနာနဲ့ရောက်လာ စီးထားတာကမင်းဖြူစီးပြီးတော့သူဝတ်ထားတဲ့ဝတ်လုံကလည်းအဖြူဖြစ်တဲ့အတွက်ကြောင့်သူဝတ်လုံအဖြူကဘာကိုဖော်ပြဆရာဝန်တွေဝတ်ထားတဲ့ဖာမစီမှာသူတို့ပေးတဲ့ဝတ်ထားတဲ့ဝတ်လုံအဖြူတွေဖြစ်တယ်။သူစောင်းထားတာကကိုရိုနာဆိုတဲ့တရဖူဖြစ်တယ်။ဒါကြောင့်မို့ကိုရိုနာဗိုင်းရပ်စ်ကိုပထမဆုံးလွတ်လိုက်တဲ့ဒီမင်းဖြူကလည်းယူလာတယ်လို့သူကအဲ့လိုပါတာပြန်တယ်။ပြီးရင်သူကင်ထားတာပါကင်ထားလေးကင်ထားတာလေးဆိုတာကအင်္ဂလိပ်လိုမှာက ကျွန်တော်တို့ကဘုံလို့ခေါ်တာဒါเนาะ arrow bow and arrow bow ဒါမဲ့ greek စကားမှာကလေးကို toxin လို့ခေါ်တယ် toxin ဆိုတာကအဆိပ်ပဲဒါသူကင်ထားတဲ့လေးကဘာအတွက်လဲဆိုတော့လူတွေကိုအဆိပ်မိစေဖို့အတွက်ခေါ်တာအဲ့တော့သူစောင်းထားတာဘာလဲတရဖူကိုရိုနာကိုစောင်းထားတယ်ကိုရိုနာဗိုင်းရပ်စ်လည်းပြောလို့ရတာပေါ့ကိုရိုနာကိုစောင်းပြီးလာတယ်အဲ့ဒီဗိုင်းရပ်စ်ကိုတယ်လာပြီးတော့မှလူတွေကိုဘာဖြစ်စေတော့အဆိပ်မိစေတယ်သူက toxin ကိုဖြစ်စေတယ် ပြီးရင်အစိမ့်မိတဲ့လူတိုင်းကလည်းတိတ်တာများတော့အဲ့တော့ကြောင်းနောက်ပါဖြစ်လာဆိုအောင်မြင်ခြင်းက၎င်းသူထွက်သွားတယ်ဆိုတော့သူရဲ့ဒီအစိမ့်များတော့ကအယံအောင်မြင်ဒါကထူးခြားတဲ့ဖြစ်စဉ်ဖြစ်တယ်နောက်တစ်ခုသူဝတ်ထားတဲ့ဝတ်လုံကအဖြူရောင်ဆိုတော့ဖာမစီပေါ့ကျန်းစာထဲမှာဖာမစီကိုဂရိစကားနဲ့ပြောမယ်ဆိုရင်သူကဖာမစီကလာတာမဟုတ်သူကဘေးကလာလဲဆိုတော့တဲ့နော်ဂရိစကားနဲ့ဖာမကီယာဆိုတဲ့စကားနဲ့လာ ဖာမကီယာဆိုတဲ့အသိပဲကဘာလဲဆိုတော့ sorcery ဖြစ်တယ် sorcery ပြောကြအောင် sorcery ဆိုတာဘာလဲဆိုတော့လဲ့စားခြင်းပြူစားခြင်းအဲ့ဒီကနေလာဒါကြောင့်မဒီလူကဘာလဲဆိုတော့လဲ့စားခြင်းနဲ့လာတယ်ပြူစားခြင်းနဲ့လာတယ် pharmacy ဝတ်ဆုံဝတ်ထားပြီးတော့ pharmacia လုပ်တယ် pharmacia ဆိုတော့လူတွေကိုလက်ဖျားပြီးတော့မှသူကပြူစားတယ်ဒါကြောင့်ဒီမှာစံစာတစ်ချက်မှဒီလိုပြောတယ်เนาะဒီမှာကြည့်ဗျာဒိတ်16 23မှာလူအမျိုးမျိုးတို့ဒီ တေဤပြုစားခြင်းပရိရဲ့အားဖြင့်လက်ပြားခြင်းကိုခံရကြပြီဟု ကောင်းကင်တမန်ပြောဆိုရင်အဲ့ဒီဗျာဒိတ်16:23မှာပေါ်ပြထားတဲ့ဖာမကီးယားဆိုတာကအဲ့ဒီမှာပေါ်ပြလာလက်စားခြင်းပရိရဲ့အဲ့တော့ပထမမင်းစီးပြီးတော့လာတဲ့မင်းဖြူစီးထားတဲ့လူကပီတူတွေကိုလက်ဖြားပြီးတော့လူထုကိုလက်ဖြားပြီးတော့မှသူ့ရဲ့မြားတောက်အားဖြင့်ထိစေပြီးတော့မှလဲကြစီဖာမကီးယားဒီမှာအားလုံးပါတယ်နော် ဒါကအင်မတန်မှထူခြားတဲ့နော်ဘာသာပြန်မှုတစ်ခုပဲဒီဆရာကလည်းပဲတကယ်ကိုသူ ပြောတဲ့ဟာတွေကအခုဖြစ်နေတဲ့နော်ဒီဟာတွေနဲ့ဆက်ဆက်မှုရှိတယ်။ဘာလို့ဆိုကိုရိုနာဗိုင်းရပ်စ်ကအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တေးဥပီမှာရှိတဲ့ဝူဟန်ကနဲ့ lab ကနဲ့ထွက်လာတယ်လို့ပြောတယ်ဒီက lab ဆိုတာကနော်စမ်းတက်တီထွင်တဲ့အခန်းထဲကနေထွက်လာတယ်ပေါက်ကြားလာတယ်လို့ပြောတယ်။ဆိုတော့ဒါကလူတွေကိုလက်စားဖို့ နော်ဇီဝအနုမြူလက်နဲ့ပေါ့ပြောမယ်ဆိုရင်ယောဂပိုးပါတဲ့လက်နဲ့ကိုသူများနိုင်ငံကိုတိုက်ခိုက်ဖို့အတွက်စမ်းတက်ရင်းနဲ့အဲ့ဒီနော်စမ်းတက်ခတ်တဲ့ရတဲ့ထွက်လာတယ်လို့ဒီလိုခံယူကြတာများတော့ဖြစ်အဲ့လိုယုံကြည်ဒါကြောင့်မို့ဒါကပါလို့လက်စားချင်းကနဲ့ထွက်လာတဲ့နော်အစိတ်တောက်ဖြစ်တယ်အဲ့ဒီအစိတ်တောက်ကိုဘယ်သူကယူလာလဲဆိုတော့ဒီမှာကြည့်ပထမကပ်ဘေးကြီးကယူလာဒါကြောင့်မို့နော်ဒါအင်မတန်မှဂတိထားစရာဖြစ်တယ်ဘူး အေဖက်ခန်းကြခန်းကြီး6ငွေ16ထဲမှာမာနပြက်ခတ်တော့မိဇက်လက်နဲ့ကိုကာတတ်နိုင်တော့ယုံချင်ချင်းတည်ဟူတော့လွားကိုခတ်သိမ်းတော့လက်နဲ့တို့ပေါ်မှာထပ်ဆင်၍ယူဆောင်ကြတော့ဒီလိုပြက်ခတ်တဲ့မိဇက်လက်နဲ့ဆိုတာကခုနများလိုမျိုး ပြက်တဲ့မိဇက်လက်နဲ့အဲ့ဒါကသာရမဏကကင်ဆောင်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘာလို့ရအောင်ယုံကြည်ချင်းဒိုင်းလွားအဖြစ်မဲ့ကာလို့ရတယ် မီဆက်လက်နဲ့ဆိုတာကယောမခက်လက်ထက်တုန်းကနော်တကယ်ကို အရေးအကြီးဆုံးလက်နဲ့ထဲမှာအကာအကွယ်ထဲမှာဘာဘာပါလဲဆိုတာအဲ့မှာကျွန်တော်ဒီဟောပါဒိုင်းလွားပါတယ်ဒီဒိုင်းလွားကဘာလုပ်ပေးလဲဆိုတော့နော်ရန်သူတွေကနဲ့မြားကိုမီးရှို့ပြီးပြစ်တာသူကပြစ်တဲ့အခါမှာအဲ့ဒီမီးရှို့ပြီးပြန်ဝဲလာတဲ့မြားတောက်တွေကိုအစိတ်ခတ်ထားတဲ့မြားတောက်တွေကိုကာတက်နိုင်တဲ့အရာပထမဆုံးကာနိုင်မှုကဘာလဲဆိုတော့အဲ့ဒီဒိုင်းလွားဖြစ်တယ်။ဒါဓမ္မဟောင်းထဲမှာဒိုင်းလွားကအရေးအကြီးဆုံးပဲ 27ရာစုမှာပဲဟာအရေးကြီးဆုံးလေတိလားကာကွယ်ရေးအထဲမှာအာယုံဒုံကအရေးကြီးဆုံးပဲကြည့်အစ္စရေးလူမျိုးတွေကဓမ္မဟောင်းကာလကတည်းကနဲ့ဒီလိုဒိုင်းလွားကိုဖျားသခင်ငါရဲ့ဒိုင်းလွားဖြစ်တယ်လို့သူတို့ပြောတော့ငါရဲ့အခွင့်ကာယကြောက်ဖြစ်တယ်ဖျားကကာကွယ်ပေးတယ်ဆိုတော့သူတို့ယုံကြည်တယ်ဒီရဲ့ concept ကထဲရနဲ့ဘယ်ဟာထွက်လာလဲဆိုတော့အခုအာယုံဒုံဆိုတာထွက်လာတယ်အာယုံဒုံဆိုတာကလက်နဲ့တည်း ကြိုက်တဲ့အချိန်မှာအလုံး100လောက်ကောင်းကင်ကနေပြစ်ပြီးအစ္စရေးထဲကိုရောက်လာဒါပေမဲ့အစ္စရေးကကြောက်စရာကြောက်စရာမလိုဘူးဆိုတာကသူတို့နိုင်ငံတစ်ခုလုံးကိုအိုင်ယွန်ဒုံးနဲ့ကာကာထားတာအိုင်ယွန်ဒုံးကဘာလို့ပေးလဲဆိုတာလာတဲ့ rocket တွေလက်နက်တွေမီးစက်လက်နက်တွေအားလုံးကိုသူက detection ရှာပြီးတော့မှအဲ့ဒီပြန်လာတဲ့ကောင်းကင်မှာပဲတခါတည်းဖောက်ခွဲပြီးတော့ပြစ်နိုင်တဲ့လက်နက်ရှိတယ်အဲ့ဒါကကောင်းကင်မှာပဲတခါတည်းကာခွဲပြီးသားဖြစ်တယ်ဒီလိုနီးပညာကအစ္စရေးတနင်္ဂနွေမှာရှိတယ်ဒါကြောင့်မို့ ဒီဟာကတမချန်းစာ concept ကနဲ့သူတို့ရပြီးတော့မှအယုန်တုံးကိုဖန်တီးထားတယ်လို့သူတို့ပြောတယ်။ဒါကြောင့်အယုန်တုံးကိုဖော်ပြတဲ့အခါဘုရားသခင်ကအစ္စရေးနိုင်ငံကိုကာကွယ်ထားတဲ့ပုံစံကိုအမြဲတမ်းကြုံတွေ့ရတယ်။အဲ့ဒီ concept တွေကထွက်လာ။ဘုရားသခင်ကြီးငါ့ရဲ့ဒိုင်းတော်ဖြစ်တယ်။ဒါကြောင့်မို့နှစ်ချက်ကျွန်တော်တိရမှာကဒီမင်းဖြူစီးထားတော့နော်ပထမမင်းဖြူစီးထားတော့သူကတရဖူစောင်းထားတဲ့သူကနံပါတ်၁ကသာ ိုရိုနာဗိုင်းရပ်စ်ဖြစ်သွားတဲ့ကာလကနေစလာတယ်ဆိုတာကိုတချို့ကထင်တယ်ဒါပေမဲ့ဒုတိယတစ်ဖွဲ့ကတော့เนาะဆရာဒီ scholar တွေဘယ်လိုထင်လဲဆိုတော့ဒါကဒီနောက်ဆုံးတော့ကာလမှာအသင်းတော်တွေရဲ့ပြိုလဲခြင်းเนาะယုံကြည်အသင်းတော်တွေရဲ့ပြိုလဲခြင်းယုံကြည်ခြင်းမှာကျွန်တော်တို့เนาะနဲ့လာခြင်းเนาะကျွန်တော်ယုံကြည်မှုမှာဟိုလမ်းမသွားခြင်းဒီဟာကိုပေါ်ပြတယ်အဲ့တော့ကြီးအကျယ် နော်ပျို့ပြက်ပျက်စီးတဲ့အာယုံကြည်ချင်းလမ်းလွဲတဲ့ဟာတွေအဲ့ဒါအရင်ဖြစ်လာမယ်ပြီးမှဒုတိယမင်းတစည်းလာမယ်ဆိုမှသူတို့ယုံကြည်ကြပါဒါကြောင့်နှစ်ခုလုံးကိုကျွန်တော်တို့ကဒါတတိနဲ့နော်စောင့်ကြည့်ရမှာဖြစ်တယ်ပထမတစ်ခုကတော့ဒါကိုရိုနာဖြစ်တဲ့ပြက်ဒါကအချိန်ရောက်လာပြီဆိုတော့ကျွန်တော်ဒါတတိထားအောင်ဒုတိယတစ်ခုကတော့ခုနပြောလို့ follow falling away လို့ပြောတယ်နော်နှစ်သက်ခန်းကြီးနှစ်တုံးတဲမှာအဘယ်သူမြတင်းတို့ကိုအဘယ်တို့တော့အားဖြင့်မလဲပြားစေနေထိုနှစ်ရဲ့မရောက်မီဆိုတာကဘေးဒဏ်ကြီးမရောက်လာခင်လေးမှာဘာအရင်ဖြစ်မလဲဆိုတော့ ဖောက်ပြန်တင်းခွဲခြင်းဒီအရင်ဖြစ်မယ်ကြည့်ဖောက်ပြန်တင်းခွဲခြင်းကိုအင်္ဂလိပ်လိုဘာပြောထားလဲဆိုတော့ falling away လို့ပြောတယ်ယုံကြည်ခြင်းမှာကြရှုံခြင်းယုံကြည်ခြင်းမှာနဲ့လာခြင်းယုံကြည်ခြင်းမှာလမ်းလွဲလာခြင်းဒီ falling away ကအရင်လာမယ်ဘာလို့ဆိုဒီပါရာရေးအတွင်ဆောင်းထားတဲ့တရဖူဆောင်းထားတဲ့ anti-christ ကကြွလာပြီးတော့မှအသင်းတော်တွေကိုလက်ဖျားမယ်လက်ဖျားတဲ့အတွက်ကြောင့်မို့ falling away ကအရင်လာမယ်လို့ပြောတယ်